အနိစ္စဆိုတဲ့အတိပ္ပယ်ကဗမာလူကတော့မမြဲဘူးလို့ပြောတာဘယ်လိုရှုတော့ငါနေပြီမမြဲဘူးလို့ဘာကြောင့်အနိစ္စလို့ခေါ်တာတုံးဆိုတော့သူကအကြောင်းလေးမျိုးနဲ့အနိစ္စလို့ခေါ်တာတဲ့အကြောင်းလေးမျိုးနဲ့အနိစ္စလို့ခေါ်တယ်ဥပါဒဝယဝတ္တိတောဖြစ်ပြီးပြတ်သွားတယ်သူကနော်ဖြစ်မှုပြတ်မှုဒီနှစ်ခုရှိနေတယ်သူမှာ ဖြစ်လာတယ်ပြက်သွားတယ်ဖြစ်လာတယ်ပြက်သွားတယ်ဒါအနိစ္စသဘောတရားဖြစ်လာပြီးမပြက်ဘူးဆိုရင်တော့အနိစ္စမဟုတ်ဘူးတော့ဖြစ်လာတယ်ပြက်သွားတယ်ဒါရှုတော့တခု Now ဝိပရိနာမတယ်သူကပင်ကိုအနေထားမဟုတ်ဘူးနဲ့ပြောင်းပြောင်းသွားတယ်ပေါ့နော်အရှိတခုကနေပြီးတော့ပြောင်းသွားတယ်ခြေနေတခုကပြောင်းသွားတယ် ခွေးပြိနာမဆိုပြောင်းလဲတဲ့ရှုတော်ကရှိသည့်အတွက်ကြောင့်ဒါနှိမ့်စာမဟုတ်ဘူးအလုံးဟာပြောင်းလဲမှုပျက်စီးမှုပါရှိတယ်ဆိုတာဒါကကနဖြစ်ပြီးပြက်တဲ့ရှုတော်ကနေပြီးတော့အနှိမ့်စာလို့ပြောတယ်နောက်တစ်ခုကပြောင်းလဲသွားမှုကနေကြည့်ပြီးတော့အနှိမ့်စာလို့ပြောတယ်နောက်တစ်ခုကဘာလို့ဆိုရင်အခိုက်အတန့်လေးတစ်ခုမှသာရှိတာပြီးရင်မရှိတော့ဘေးရမအမြဲရက်နေတာမရှိဘူးခိုက်တန့်လေးတွေကြီးပဲ နေထွက်တာလည်းကြည့်ခိုက်တံပဲထွက်တဲ့ခိုက်တံဝင်တဲ့ခိုက်တံအားလုံးဟာအခိုက်တံလေးတွေပါပဲရှိလို့ဒါမှမဟုတ်အနိစ္စလို့ခေါ်တာနောက်ရှုတော့နောက်ခုကတော့ပါတော့နိစ္စပဋိက္ခိပနိစ္စပဋိက္ခိပါဆိုမြဲတာကိုမြဲတာရဲ့ဆန့်ကျင်ပဲမြဲတယ်ဆိုတဲ့သဘာဝကိုပဲဖြစ်တယ်မြဲတယ်ဆိုတာရဲ့ မြဲတယ်ဆိုတာပါတော့ဆိုရင်ဖြစ်ပြီးပြတ်သွားတာမရှိရဘူးအဖြစ်မရှိရဘူးအပြည့်မရှိရဘူးမြဲတယ်ဆိုရင်ပြီးတော့ပြောင်းလဲသွားတာမရှိရဘူးနောက်ခိုက်တန့်ဆိုတာမရှိရဘူးနေဆတဘာဝဆိုတာဒီတိုင်းပဲရှိနေရမယ်အဲ့ဒါအဲ့တော့အဲ့ဒါလို့မဟုတ်ဘူးဥပါဒဝေယဖြစ်ပြီးပြတ်တယ်ဝိပရိနာမပြောင်းလဲတယ်တာဝကလိကအခိုက်တန့်လေးဒါဖြစ်တယ် ताजामु निशा ये संजय में अनिशा ठीक लेगुने अनिशा सुरेद वो मताया बारे